အဲ့တော့တို့ကဒီဒါနာလေးတစ်ခုနဲ့ဒီလိုလေးနဲ့ပြီးရောသီလကလည်းယူတော့ယူတယ်ဘာနာတိပါဒအမဘန္ဒေစုဖင်ချထိုင်ကြတဲ့ကဘာမှမလုပ်တဲ့သီလဟဲ့အလုံးလုံးတဲ့သီလလားအလုံးမလုံးတဲ့သီလလားလုံးလုံးတဲ့သီလပါဗျာဓမင်းငါတာဖတ်တင်မဲ့သီလဟဲ့ဆုံးတော့ဟင်ဓမင်းငါတာဖတ်တင်မဲ့သီလဟဲ့တို့သီလကလည်းဟုတ်တော့ သိတယ်ပူသေးလားမဟုတ်ပါဘူးဗျာဒီလောက်ကလေးနဲ့တို့ကဘုရားဘာသာဖြစ်ရယူမနဲ့သိဘူးဒါတို့အာမရလို့ပြောတာဒီလိုလာဒီလိုလှူနေတာလည်းမကျင်တ်လို့ပြောတာဟုတ်နော်ဒါနတချီလောက်တချီသာကောင်းမှာတခါကောင်းရင်နိဗ္ဗာန်ထိတောင်းဝန်ယူပါတယ်တို့လည်းပြောခဲ့ဘူးကလေးဟိုပူပါတော့ခါမထီတို့ဘာတို့လဲ ပီလာလည်းတချီသာကောင်းပါညများမဟုတ်ဘူးဟုတ်နော်အေဂူဘောသလာဘေကူနီမာဆိုလေဥပုတ်တခါလာစောင့်ဘူးတဲ့အတွက်ဘယ်ဖရားလက်ထက်ကလည်းမသိဘူးတို့ဒီဖရားလက်ထက်ကြတော့ဟိုတို့ဟွာပေါ့ဘာခေါ်မလို့မဟာတာဝိကမှာခေါ်မှာပေါ့လေဣရရရတဲ့ပုဂ္ဂိုလ်ယူယူရန်တာမှတောင်းမို့ပါဘူးဟုတ်နော်တိလာတဲ့တချိန်နာတိလာနဲ့တူအောင်လုပ်သားမှာဒါနလည်းဒါနနဲ့တူအောင်တချိန်နာလုပ်သားမှာအောင်ပါလေ ဟုတ်ဗျာတို့မမေတို့စီလာလို့တကြိမ်သားလာလို့လိုက်တို့ကြင့်နေတယ်ဗျာခမရတို့အမြဲတမ်းရနေမှာပဲဟုတ်နော်ကားထောင်ထားသူနဲ့ပြောရင်ကိုကကားလာထောင်ထားလိုက်ဘယ်ဒရိုင်ဘာတက်မောင်မောင်ဦးနာကရနေသလိုခမရတို့ထောက်ပါနဲ့တန်ငါကြင့်နေရင်ဒီတန်ငါကြင့်နေတယ်ဗျာကိုရနေမှာပဲဟုတ်ဗျာဒါနလေသို့တော်ဒါနဒါနနဲ့တူလုံသာဒါနဆွန့်လွတ်တာ သီလကစောင့်စည်းတာဒါနကဆုံးလွတ်တာတို့မှာဆုံးလွတ်တာကလေးထုံးစံတော့ဆုံးလို့မထင်ပါဘူးဗျာဆုံးလွတ်တာလားလဲတာလားလဲပါဘူးခင်ဗျာဆုံးလွတ်တာပါခင်ဗျာတို့ဘာမှမလို့ခြင်းရပါတော့ဟိုတို့လှူပြီးရင်ဘာမှမမတော်ဘူးပေါ့လဲတာပေါ့ဗျာဟောဗျာခဲ့လားဗျာလဲတာဗျာခဲ့ ဆွန့်လို့ထားပါဆုံးမမိမကိုသွားရလားအပြင်ကောင်းရအောင်စီကောင်းပါလေရာမဟုတ်ဘူးလားအဲ့ဒါဟင်ဟင်တို့လာပြီးသင်္ကန်းနဲ့လာလဲဆုံးနဲ့လာလဲတို့ကကြားကသက်သေလေသူတို့လဲဖွဲကြီးမှာဟုတ်တယ်နဲ့ဟင်နိဗ္ဗာန်ရရပါလို့ဤအေးတို့ကဟိုစာတဲ့ပါတဲ့အတိုင်းပြောလို့ဗျနိဗ္ဗာန် ဒါဘာပြောတာတော့မလိုချင်တာပြောတာဝါနာဆိုတာတဏှာကိုပြောတာလိုချင်တာကိုဝါနာလို့သုံးတယ်မိရမရှိတာဟုတ်နော်ဟဲ့လိုချင်တာမရှိတာလိုချင်တာမရှိရင်ဆွဲမဆွဲလာမှုပေါ့မဆွဲလာဘဝပြမှာမဟုတ်ဘူးလားဒီဝါနာဆိုတာဘာမှမလိုချင်တာပြောတာအဲ့တော့နိဗ္ဗာန်ဆိုတာဘာမှမလိုချင်တာပြောတာ အဲ့တော့ဆူတောင်းခြင်းတော့ဖရာတပီတော်ဟောဒီဆွန့်လှူခြင်းကြောင့်ဘာမှမလိုခြင်းရပါလို့ဤအခါပြန်တော့လုံတော့ဘူးလဲတာပါဆိုဗျာဟင်ဆူလို့တော့ဟုတ်လို့လားဟုတ်တော့ရင်ဝမှာအလောင်းတော်မှမမြကဒါနပြုတဲ့နေရာရင်ဝမှာစူးနေတဲ့ဒါကိုဆွဲနှုတ်ကြည့်ပစ္စည်းလေးတစ်ခု ဆိုင်မော်တို့ကပစ္စည်းသူကသုံးနေတဲ့ပစ္စည်းပါကိုကသွားပြီးလိုချင်စိတ်သွားကြည့်တော့မလိုချင်ဘူးလားဟာလိုချင်တာလိုချင်မှတို့ကတရားဒါစီပြေးပြီးဝယ်ခဲ့တာမဟုတ်ဘူးလားအဲ့တော့သူဆိုင်မော်နေတဲ့ပစ္စည်းဝယ်လူချင်းလို့ဝယ်လာတယ်လက်ထက်ရောက်တာနဲ့ငါငါပစ္စည်းငါပိုင်တယ်ငါငါပစ္စည်းငါပိုင်တယ်ဒါတံပိုးကြီးကြီးတို့ဒီသုံးခုပါလာကြီးတဲ့ထင်တယ်ငါဆိုတာပြေတတ်ထားတဲ့အတွက်ဆိုင်မော်သူ့ဟာသူနေတဲ့ပစ္စည်းတရားတံပိုးနဲ့ ကြိုက်စိတ်နဲ့ဝယ်လာတော့ငါပစ္စည်းဖြစ်လာတာလေပစ္စည်းကတော့ပစ္စည်းပဲမဟုတ်ဘူးလားမှန်ပါဗျာလူချင်းလို့ငါပစ္စည်းဖြစ်တာမှန်ပါဗျာဟုတ်ဗျာလူချင်းလို့ငါပစ္စည်းဖြစ်တာဟုတ်နော်မှန်ပါဗျာဒီမလူချင်းငါပစ္စည်းမဟုတ်ဘူးတို့ပြောနေကြရှိပါတယ်ပြောနေကြရှိပါတယ်တို့တခါကြီးညာအများဆုံးပြောလိပြောလိပြောထားရှိတာပါတို့အမေကကိုဇနီးကမွေးထားတဲ့တား အဲ့ဒါသူပြောတာဝန်ခွဲသားဇနီးကမွေးတာလေးကိုဝန်နဲ့လိုမွေးတာမှမဟုတ်တာဝန်ခွဲသားဝန်ခွဲသားဟောကူအသားနာစားတဲ့အခါအဲအသားတကုံအောင်မချက်လို့ရှိရင်သူကသွေးကြံအဲ့ဒီသွေးနဲ့ဒုသွေးနဲ့ရောတဲ့အခါထဲထဲမှာတန်ကောင်တုတ်ကောင်ဖြစ်တာအဲ့ဒါဒုသွေးနဲ့သူသွေးနဲ့ပေါင်းမီလို့ဖြစ်တာအဲ့ဒီတန်ကောင်တုတ်ကောင်ကတို့ဝန်နဲ့လွယ်မွေးတဲ့အတွက်အဲ့ဒါ ်လားဝန်လွယ်သားဝန်လွယ်သားဘုရားကဝန်ွယ်သားဟုတ်ဗျာဟေးအဲ့ဒီကိုဝန်နဲ့လွယ်မွေးထားတဲ့ဟာကအထဲထဲမှာဟိုတန်ချာသေးစားလို့ဖြစ်စေသူမတဲ့တာနဲ့တခုနဲ့ဖြစ်စေစာမိလို့အိမ်သားတဲ့မြာအဲ့ဒီအကောင်ပါသွားရင်လိုက်ဖမ်းသေးလားဟုတ်ပါဘူးဒီမူလီကိုချိုးပေးသေးတယ်အဲ့ဒါကိုသားရင်းမဟုတ်ဘူးလား ဘာလို့မချစ်တော့အဲ့ဒါကအဲ့ဘာလို့မချစ်တော့ကြိုက်လို့ပါကိုကိုဝိုးလို့ရတော့မွေးတာပဲဘာလို့ချစ်အော်ခါခါကိုသွေးတာမွေးတာဘာလို့မချစ်စရာမဟုတ်တာတော့ဗျာဟေးဟဲ့တော့တို့ကကြိုက်မှလူချင်တာမကြိုက်မလူချင်ဘူးလေဟေးခုနကကိုသားမို့တာချစ်ရမယ်ဆိုတန်ကောင်တုတ်ကောင်ကကသားရင်းဗျာဘုန်းဘယ်မွေးဗျာဟုတ်နော် ဝန်ခံမှုဟုတ်ရအဲ့တော့တို့ကလူချင်းအဲ့တော့ငါပီစီမန္တနာအဲ့ဒါလူချင်းလို့ပြောထားတာအဲ့လူချင်းတော့တိမ့်ပိုက်ထားတော့ငါပိုင်ဖြစ်သွားသပေါ့ဟုတ်နော်တဏမာနာဒိဋ္ဌိတဏမာနာဒိဋ္ဌိအဲ့တော့ပီစီတံပိုးကြီးကြီးသလောက်စိတ်မချဘူးနော်အဲ့ဒီပီစီပေါ့တံပိုးကြီးကြီးသလောက်မြတ်နိုးတာမြတ်နိုးသလောက်လဲဘယ်တော့မှစိတ်မချဘူးဒီပီစီတွေတွေ့တယ်တွေ့တယ်စိတ်ထဲမှာနင့်ငင်းနေနင့်ငင်းနေဖြစ်တာ နာငါပြီးစီငါပိုင်းတယ်ဆိုရင်ဒါအသုံးကြုံရင်ဝမှာမေတ္တာစုနေလားအဲ့တော့ဒါနာတစ်ခုပြုတ်လိုက်တယ်ဆိုရင်အဲ့ဒီပြီးစီပေါ်ငါငါပြီးစီငါပိုင်းတယ်ဆိုတဲ့အစွဲနစ်နေတာကိုဆွဲနှုတ်ပြလိုက်တာငါပြီးစီမဟုတ်တော့ဘူးဖိညာသူကထဲလိုက်တယ်ကိုယ်လည်းကလူကိုပြည့်စုံဟုတ်သေးလားဟုတ်ပါဘူးဗျာငါပြည့်စုံမဟုတ်တော့ဘူးပြောင်းလို့ထားဒါနာကဆွနှုတ်ထားတော့မှန်ပါဗျာဟုတ်လားမှန်ပါဗျာဟင် လဲရမဘူးတော့ဆုံးလို့ထားလဲပါဗျာမလဲတော့ဘူးကလားနောက်ကလဲဦးမလားလဲပါဗျာဟေးအဲ့ဒါကိုပါရမီလို့သုံးပါတယ်ငါငါပစ္စည်းငါပါနေဆိုတဲ့အဆွဲပါသူကလှုပ်ကြထားပစ္စည်းကိုစွန့်လိုက်အဆွဲပါလှုပ်သည်ဟုတ်တော့တို့မှာဘောတဲ့ตาလေးအရွယ်ရောက်သမီးလေးရွယ်ရောက်ဟုတ်ရဲ့ဟေးသမီးလေးရွယ်ရောက်တထားပါစို့အဲ့ဒါလေး သူတို့အကြောင်းပါတော့သူဟိုဘာတို့များတမက်ဖြစ်တဘောဗျာဟင်းအဲမင်္ဂလာဆောင်တယ်ဆိုတာကြားကောင်းအောင်ပြောတာတမင်းလှူတာတမင်းလူဝဲကျင်ပါတာမင်္ဂလာဆုံးကျွေးတယ်ဆိုတာကြားကောင်းအောင်ပြောတာတမင်းလူဝဲကျင်ပါတာဟုတ်ဗျာဟဲ့လူပြီးလို့မင်္ဂလာဆောင်ပြီးတာနဲ့ဟောတရွာလုံးကပြောမှာဟောတာမောင်ဖြူရဲ့မိမလေးလို့ပြောမှာမင်္ဂလာဆောင်ပြီးဟိုပဲကိုတမင်းဟုတ်သေးလို့လားဟုတ်ပါဗျာအဲ့တော့ ဟင်ဟုတ်ပြီသုံးလို့လိုက်ပြီသုံးလို့လိုက်တဲ့အတွက်ကိုသမီးမဟုတ်တော့တဲ့အတွက်တရွာလုံးကဟောတာတော့မောင်မောင်ဖြူရဲ့မိမလေးအဲ့လိုပြောမှာတို့ကတော့အဲအဲကိုအေကိုအိမ်မနေဟဲ့မောင်ဖြူရဲ့မိမလေးလို့ခေါ်သလားသမီးလို့ခေါ်သလားသမီးလို့ခေါ်ပါလားသုံးလို့တာဆိုသုံးလို့ခေါ်ရတာဟောမခေါ်ပါဟဲ့ ဟုတ်ငါပြုတ်မိမခေါ်တော့ဟောဘသူကတရားစွဲမှာတော့မခေါ်မဖြစ်လို့ဆိုတော့ကဲလုံးဆောင်ပါဦးဟေးဟေးအဲ့တော့ဟိုသမီးကလည်းဟိုတမက်ဘောကိုတော်တော်ကိုတောင်းအောင်ကြီးတာဟင်အဲ့အဲ့တော့ဟိုတို့ဒီတမက်ကိုအိမ်မော်ခေါ်တင်ထားရတာဟုတ်ရဟေးတဲသမီးချစ်တော့ကိုကလည်းချစ်ရဝိုင်းချစ်ရတော့မှာပေါ့ ေတော့တဲ့တမက်ကလည်းတော်တော်ဆိုးတာတော်တော်ကြမ်းတာဟဲ့သာတော့လာပြီးကိုရှိကံဟဲကြောက်ဟဲထိုးဟဲကြိတ်ဟဲနဲ့လုံးပဲတယ်တော့သူသူကတော့လူကံပုဂ္ဂိုလ်လေးသူလက်ထရတဲ့ပြီးစီသူကြိုက်လို့သုံးပါပဲကဲဘယ်နဲ့လုံးမလို့ကဲတော်ကလေးကပြောပါပဲကဲလုံးပြဟဲ့ ဲတော့မကမရည်သေးလို့ဟောကလာအဲဟောကလာခိုင်းရသူတမဲ့ပဲနင်းနေဟိုတို့ပေးလိုက်ဥမထမားအဲအဲ့တော့တို့ဒီဒါနာဆိုတာဆွန့်လို့ထားဟုတ်နော်တို့ကဆွန့်လို့ထားမဟုတ်ဘူးရယူတာညာတော့အဖြစ်တို့တို့တော့ပြောနေကြရှိပါတယ်အရင်ဘဝကမလှူလို့ဒီဘဝဆင်းရဲတာဒီဘဝလှူမှနောင်ဘဝနဲ့ ဟုတ်ပြောသလားအဲ့လိုပြောဟုတ်ကဲ့သုံးလို့ထားလားထားလေတာလေတာလားအလောင်းတော်ဒီပြုတဲ့စိတ်နေစိတ်ထားတဲ့ဒုစိတ်နေစိတ်ထားအဲ့တော့ကွာအဲ့တော့ဒုကနောင်ဒီဘုံကလူရင်နောင်ဆိုကလေးကမရောက်သေးတဲ့ဒါရင်ကော့ခံနေတာအလောင်းတော်များကရှင်းနေတဲ့ဒါကိုဆွဲနှုတ်တာ အလောင်းတော်ဒီနဲ့တို့နဲ့ဘလောက်กว่าတော့မှန်ပါဗျာတို့ပြုတဲ့ဒါနလည်းမီယိုဖလာဒါနကိုယ်ပိုင်ဒါနဟုတ်ပြီမှန်ပါဗျာကိုယ်ပိုင်ညာနဲ့မဟုတ်ပဲနဲ့เนาะမှန်ပါဗျာဟုတ်เนาะမီယိုဖလာဒါနပဲရှိပါသေးတယ်အာရလောက်ဆရာအာကိုလောက်ဆရာတို့မရှိသေးဘူးမှန်ပါဗျာတီလာကလည်းစောင့်စည်းလို့လားဘေကဆောင်လို့လာပြီဒီဘုံနေကြပဲလို့ပြောတော့ကြောင်းသွားမယ် ဘုရားဖပြောတာမဟုတ်လားမှန်ပါဗျာကြောင်းကြောင်းနွားများသူများစကြက်ကိုခိုးစားရင်အယောပေးရမှာဆိုတော့စကြက်လွတ်တဲ့နေရာကိုကြောင်းရတယ်လို့ကြောင်းသွားတာအဲ့ဒါစိတ်ကိုကြောင်းမှုသွားတာကြောင်းတလားဟင်ဥပုံနေကြမှာလူစုံမှာဘိုးတောင်စကားပြောသေးဟုတ်ဗျာဟင် ပြီးတော့လူရှိသူရှိသားမှာမို့ဘိုးတောင်ဟင်းကောင်းကောင်းချက်သေးဟုတ်ဗျာလူရှိသူရှိသားမှာဟုတ်ဟင်းအိမ်မှာဖြစ်တယ်လို့ဟင်အဲ့တော့အဲ့ဒီနေ့ညာနဲ့နေ့ကကိုလုံးနဲ့ကိုသူ့လုံးနဲ့သူစကားပြောဖို့မရှိဘူးအဲ့ဒီနေ့ဘိုးတောင်စကားပြောသေးဟုတ်နော်စောင့်တလားဟုတ်ဗျာ ဟေးဒီလာဆောင်တယ်ဆိုလို့မေးတာလေဟေးဟေးဘိုးတော်ဟင်ကောင်းကောင်းစားသည်ဘိုးတော်ဘိုးကောင်းစားလာဟောသည်ဒီကြတဲ့ရှိသေးတယ်ဘယ်နဲ့ကြဟိုးညနေရလှမ်းပြီးမျောပြီးတော့ကကစားထားလိုက်ညနေကြစားလိမ့်မယ်ပြန်ဘိုးတော်စားသည်ပုတ်တင်တယ်ဘယ်နဲ့တော့ဟိုးဆောင်းတယ်ဆောင်းတယ်ဟောကလား နေတိုင်းနဲ့တော့ပူစားသေးတယ်နေစားတော့ပူစားဘူးလားဘဝလာနှစ်ထပ်ကိုတထပေါင်းစားတဲ့ဟင်နှစ်ထပ်ကိုတထပေါင်းစားတာထင်တယ်ဘဝလာဖာထားလာငါကြဖာသိမ့်မလားအဲ့ဒါသူတို့ဥပုတ်တယ်ဗျကလေးဥပုတ်ကလေးဥပုတ်ကလေးဥပုတ်ဟုတ်နော်ဒါကလေးဥပုတ်မဟုတ်ဘူးလားလူကြီးဥပုတ်လားကလေးဥပုတ်လားကလေးဥပုတ် ကြာပုံပေါ်ပါမလားမရပါဘူးဟင်အဲဒါစကားပြောစရာမကြီးပြောဘာတော့တခါကြာဘူးတာတို့ငငယ်ကပြောတာပဲဥပုပ်တဲ့တကမာကြီးတွေဇရာပေါ်မှာအဲပြောတယောက်ကအေးငါအင်ငါခွေးအောင်နဲ့ကြိုက်လိုက်ပုံများကတော့ဟိုဘေးရွာခေါ်သွားတာဟိုရွာရောက်တော့လေကြိုက်လို့ငါအယောပေးခဲ့ရတယ်အေးဟင် ဟင်တယောက်ကပြောတယ်အော်တော်ခွေးကပါဟုတ်လို့တော့ကြိုခွေးက အမြဲတမ်းလမ်းထွက်ထွက်ကြိုင်လုံးလို့ကိုအယောပေးနေရတာတယောက်ကပြောတယ်အော်ကြိုခွေးကလည်းအိမ်မကူအမြဲတမ်းတာကျုံးနဲ့ချီထားရတာနဲ့တဏီကုံအဲတာပြောညာနေကြတော့ကဲဒီလာတော့ပြည်စုံပြီဗျာရပြီဗျာတည့်ရတော့အောင်ပြီတော့ é, 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 é. Que lees al die ramo voor nou. Que leer die edo wel aan. Hé? Hé? En dat jou ook aan gevaar niet, dat jou naar die aan iedereen gezicht. En dat ik aan uwe weg aan me kan en nou. Pauw! Uwe de rie de radio raak en nu ook gelie aan ziad la. Beleer u. အဲ့တော့ဥပုပ်တဲ့ခွေးစကားပြောရမလားဆိုဘုံကြီးသွားတိုင်းဟုတ်ကလားအဲ့တော့ဘုံကြီးအကြောင်းသားလေးခေါ်တယ်ဗျာဟင်နင်ဥပုပ်တဲ့တွေကိုခွေးစကားပြောတယ်ဆိုဟုတ်ပြောတယ်ဖရာဟုတ်ဘာလို့နင်ဥပုပ်တဲ့ကိုခွေးစကားပြောရလို့ဟောတော်ဘသူကသူခွေးရပဲလို့တော်တော်ဘွားကသူခွေးရပဲလို့အဲ့ဒါပြောပြီးခုပြန်လာဖရာဟုတ်ဟုတ်ဗျာ